္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DPPO မြန်မာချားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ချင်းပြည်နယ်တိတိတ်မြို့နယ်ထဲကအပန်းဖြစ်စခန်းတစ်ခုကိုစစ်ကောင်စီတပ်ကဂျွန်လ22ရက်ညနေပိုင်းကလေကြောင်းကနေဘုံကျဲချခဲလို့စစ်ဦးစီးတယောက်တေဆုံးကဒရာရသူတွေလည်းရှိသလိုအဆောက်အုံတချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့တိတိတ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ် ဒီတိတ်မျိုးနဲ့ထဲကခိုင်ကန်းစစ်စခန်းလို့ခေါ်တဲ့အပန်းဖြစ်စခန်းကိုဘုံကျဲသွားတာဖြစ်ပြီးစစ်စခန်းထဲမှာရှိနေတဲ့အသက်16နှစ်အရွယ်စင်ဦးစီးတယောက်ပွဲချင်းပြီးသေဆုံးကနောက်ထပ်အမျိုးသမီးတယောက်လည်းအပြင်းထန်ဒဏ်ရာရပြီးတော့စစ်စခန်းထဲကအဆောင်တချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့ဒီတိတ်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။ အခုပုံကျဲခံရတဲ့ဒေသမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်တပ်ကအကြောင်းမဲ့ jet fighter နဲ့ဘုံကျဲသွားတာဖြစ်တယ်လို့ PDF ဇူလန်ရဲ့အတွင်းရေးမှူးဥရောပက TVB ကိုပြောပါတယ်စစ်တပ်ကဘုံကျဲတိုက်ခိုက်သွားတဲ့ခန့်ကန်းစင်စကန်ဟာခက်ကန်းမျိုးရဲ့၅မိုင်ဝန်းကျင်အကွာချင်းတောင်ချီမှာရှိပြီးဆယ်ကြီးချောင်းခေါ်ကွဲချောင်းကူကျိုတဒါနီမှာတည်ရှိတဲ့ချင်းပြည်နယ်ရဲ့အထင်ကရနေရာတစ်ခုဖြစ်တယ်လို့လည်းဒေသခံတွေစီကနေသိရပါတယ်ရှင်။ ကရနီပြည်နယ်လွိုင်းလင်းလေးမြို့နယ်အတွင်းကကြေးရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေတာကြောင့်အရတားပြည်သူလေးယောက်ထိခိုက်မိတယ်လို့ KNDF တပ်ရင်းစနစ်ကထုတ်ပြန်ထားပါတယ်။ဂျွန်လ22ရက်ညနေပိုင်းကစစ်ကောင်စီရဲ့လွိုင်းလင်းလေးအခြေဆိုင်ခလာရ930တပ်ကနေ60မမလက်နက်ကြီး၅လုံးပစ်ခတ်လာတယ်လို့သိရပါတယ်။လက်နက်ကြီးကလွိုင်းလင်းလေးမြို့နယ်အရှေ့ဘက်ကကြေးရွာထဲကြားရောက်ပောက်ကွဲခဲလို့မျိုးသမီးနှစ်ယောက်နဲ့လူငယ်အမျိုးသားနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ရေးပြင်းမမဟုတ်တဲ့ပြည်သူတွေရှိအားနေရာကိုလက်နက်ကြီးတွေရန်တမ်းပစ်ခတ်နေလို့ပြည်သူတွေလုံခြုံရေးအသိနဲ့သွာလာကြဖို့ KNDF ကတိုက်တွန်းထားပါတယ်ရှင် ဗမော်မြို့တဲကိုလေကြောင်းဒရုန်းတွေသုံးပြီးနေ့တိုင်းပစ်ခတ်နေတယ်လို့အခုရက်ပိုင်းမြေပြင်ထိုးစစ်ဆင်လာလို့စစ်ကောင်စီတပ်တွေနဲ့မြေပြင်တိုက်ပွဲရှိနေတယ်လို့ KIA ဘက်ကပြောပါတယ်။စိုးသူအောင်သတင်းပေးပို့ထားပါတယ်ရှင်။2024ခုနှစ်ဒီဇင်ဘာ4ရက်ကစတဲ့ဗမုံမြို့သိမ်းတိုက်ပွဲဟာ2025ခုနှစ်ဇွန်လ23ရက်အထိဆိုရင်9လနီးပါးကြာမြင့်လာပါတယ်။ပြီးခဲ့တဲ့မေလတတိယပတ်တည်း KIA က MI something တေယူပို့ဆောင်ရဟင်းနှစ်စီးကိုပြစ်ချခဲ့တဲ့နောက်ပိုင်းတိုက်ပွဲတွေငြိမ်ခဲ့ပေမဲ့ဂျွန်လာနောက်ဆုံးပတ်မှာတော့မြေပြင်တိုက်ပွဲတွေပြန်ဖြစ်လာတာရှိတယ်လို့ KIA ဘက်ကပြောပါတယ်။ရပ်ကွက်တချို့ဒီမှာဟိုစက်ကစက်ပက်ကနဲ့သူတို့လွတ်လွတ်သွားတဲ့ရပ်ကွက်တွေတချို့တွေရှိတယ်။နောက်ဟိုသူတို့လုံးချုပ်ရေးအဲယူထားတဲ့အာစီတက်တချို့တွေလည်းသူတို့လွတ်လွတ်သွားတာရှိပါတယ်။ အဲ့ဒီနေရာတွေမှာသူတို့ကပြန်ရအောင်သူစစ်စင်တဲ့ပုံစံမျိုးနဲ့ဝင်ထူတာတွေဝင်ပစ်တာတွေတော့ရှိပါလေ။ဒါကြောင့်ပဲတိုက်ပွဲကြီးတွေမဟုတ်ပေမဲ့ခုခံကာကွယ်စစ်တွေရှိနေပြီးစစ်တပ်ကလက်နက်ကြီးငယ်တွေအပြင် drone လေကြောင်းနဲ့ပါနေတိုင်းပစ်ခတ်နေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်။ရှေ့တန်းမှာရှိတဲ့မြေပြင်တပ်ဖွဲ့ဝင်တွေနဲ့နှီးဆက်တဲ့စစ်ရေးသတင်းရင်းမြစ်ကတော့မြေရီတက်ချိန်မှာ KIA PDF ဒီဘက်က ရိတ်ခခဲရန်ထောက်ပို့လမ်းကြောင်းခတ်ခဲတာကိုအခွင့်ယူပြီးအခုလိုထိုးစစ်ဆင်လာတာလို့ပြောပါတယ်။စပါစတွေလို့ပြန်ထိုးလာတာရှိတယ်ဘူးဒီဘုံမင်းစိတ်တချို့ဘက်ကနေဘုံဆက်ကကနေစတိကနေအဲ့ဘောရောက်ကြည့်မိတခြားဘုံတော့ထိုးလာပြီးမှဒီခွန်တာဆိုရဲဘက်ကိုရောက်ခဲ့ပြီးဘုံမှာစပါစတွေအဒီကရေဟိုဒီလုံခဲတဲ့ပါတီမှာရေကြီးတော့တယ်နော်ရေကြီးတော့ အဲဒီကြီးတော့ခွင်ကောင်းယူပြလို့စကားစားပြီးပြန်ထိုးတော့ဗနာတန်ချက်ကတော့သူငေါ်ချက်တက်လေရတော့ပြလို့အခုစစ်ကြောင်းထိုးရဲဆိုတဲ့ခွန်တာရက်ကွက်ဟာမြေပိမရှိတာဖြစ်တယ်လို့မင်းလာရက်ကွက်ကတော့စကခ21ရဲ့မြောက်ဖက်ဘေးကရက်မှာရှိနေကအဲ့ရက်ကွက်နှစ်ခုဟာအကြမ်းမြင်အပြင်အကွာအဝေး၃မိုင်ဝန်းကျင်ရှိပါတယ်ဒါအတူဗမော်စေးုံကြီးဝန်းကျင် တက်ကလေးဘက်ဒီမှာလည်းစစ်ကြောင်းထိုးတာရှိသလိုစစ်တပ်ကကံဦးဘုံကြီးကျောင်းမှာအခြေပြုပြီးပြစ်ကူပေးနေတယ်လို့ဆိုပါရယ်လက်ရှိဗမော်မြို့မှာ စကခ21ခလာရ49ဆဆနာ641နဲ့စစ်စေးုံထောက်ပို့တပ်ဆက်သွယ်ရေးတပ်နဲ့တပ်မရှိရှိအထိုင်ချထားတဲ့ဗမော်ဝိဇာသိပ်ပံတက္ကသိုလ်တို့ကို KIPDF တွေကတိမ့်ပိုက်ဖို့ကြံရှိချိန်မှာစစ်တပ်ကအခုလိုတံပြန်ထိုးစစ်ဆင်ဖို့စူးစမ်းလာတာဖြစ်ပါတယ်ကျွန်တော်စူးသူအောင်ပါ ဒီပပယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချူချူဆမ်းပါရှင်